ော့ဒီနေ့ဒီအရန်ထူးခြားတဲ့နေ့ကျွန်တော်တို့ဖြစ်နေမယ်တခြားနေ့တွေနဲ့မတူเนาะတခြားနေ့တွေတော့ကကျွန်တော်တို့စီးပွားရေးတွေ business တွေအကြောင်းကျွန်တော်ပြောတယ်အဲ့ဒါအဲ့တော့တခြားသောအကြောင်းအရာတွေပြောတယ်ဒီနေ့မှာတော့ကျွန်တော်ကျွန်တော်တခြားမှမပြောဘူးတဲ့ topic เนาะအဲ့အကြောင်းကျွန်တော်ပြောမယ်အဲ့တော့ topic ကတော့ကျွန်တော်တို့ stock ပေါ့เนาะ stock ဖြစ်ပါတယ်အဲ့တော့အခုလိုမျိုးเนาะကျွန်တော်ဘာမှမပြောခင်မှာကျွန်တော်ကျွန်တော်ရဲ့ဒီသင်တန်းကို Sunday ကြီးမှာเนาะ Sunday ကြီးမှာအေးအေးဆေးဆေးအားယူလို့ရတဲ့နေ့ကြီးမှာ အာကျွန်တော်နဲ့အတူတူရှိပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ဒီနေ့အများကြီးပြောကြရရှိတယ်เนาะဒီနေ့ကတော့အရန်ထူးကြရတယ်အာအုံတော့ညံနေเนาะပွင့်သွားမယ့်နေ့တစ်နေ့ဖြစ်တယ်ပြီးရင်ကျွန်တော်အာအပီးပိုင်းမှာကျွန်တော်ခွင့်ရေးတစ်ခုလည်းပေးမယ်เนาะအဲ့ဒီခွင့်ရေးကလည်းလုံးဝ share ခွင့်ရေးဖြစ်လိမ့်မယ်เนาะโอเคအဲ့တော့ firstly เนาะကျွန်တော်အာโอเคမင်္ဂလာပါเนาะအဲ့တော့ခေါင်းခင်စဉ်းသားလေးပါပါတယ်အဲ့တော့ကျွန်တော်တို့အာဒီနေ့သွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ stock ကြောင်းကျွန်တော်တို့သွားမယ်เนาะ stock ဆိုကြားဘူးလား what is stocks စားရအောင်เนาะနေရာကြော်ပြောစရာကြီးကြားဘူးလားကြားဘူးလေကြားဘူးလားတော့ဆိုပါလဲဒုစရာ stock က share ရမလားဆရာ share ပါ share เนาะ yes stock က share share stock okay good stock ပါတယ်လောပါเนาะကျွန်တော်တို့ဒီနေ့အာနည်းနည်းလေး brainstorm နေလောအောင်เนาะကျွန်တော်အမြင်နဲ့ကျွန်တော်ကြည့်ပြောနေကျွန်တော်ပြင်းလာပြီ ကုမ္ပဏီတွေညင်းညုံနေတာဗျ stock ညင်းညုံနေတာညင်းညုံနေညင်းညုံနေကုမ္ပဏီရဲ့ညင်းညုံနေမှု stock share ကိုကုမ္ပဏီတွေကိုကျွန်တော်ညင်းညုံနေမှုတွေကျွန်တော်တို့လောက်တာเนาะ okay good เนาะအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အကုန်လုံးမှားနေပြီ stock ဆိုတာဘာလဲဆိုတော့ โอเคအစု share တွေဝယ်တာမှန်ပါတယ်ကုမ္ပဏီတွေရဲ့ပိုင်ဆိုင်ကကုမ္ပဏီတွေရဲ့ပိုင်ဆိုင်မှု equity တွေဝယ်တာ ownership တွေကျွန်တော်တို့ဝယ်တာเนาะကျွန်တော်တို့အခေါ်ရ securities လို့လည်းခေါ်တယ် equity လို့လည်းခေါ်တယ် stocks လို့လည်းခေါ်တယ် share လို့လည်းခေါ်တယ်ကျွန်တော်တို့မျိုးစုံခေါ်ကြတယ်เนาะအဲ့တော့ကျွန်တော် Facebook ပေါ်မှာเนาะ Facebook ပေါ်မှာ stock video တွေအကြောင်း stock video တွေရိုက်ပြီးတင်တဲ့အခါမှာ comment တွေထဲမှာလာရေးကြတယ်ဘာလာရေးလဲဆိုတော့အားတဲ့ ကြားဖြန့်နေပါကွာတဲ့အလေးအညာတွေပါတဲ့စကမ်နေပါတဲ့နော်လိန်တော့မယ်တဲ့နော်ကျွန်တော်အောက်မှာရေးတယ်ကျွန်တော်စဉ်းစားလို့မရတာက stock market capital market stock ဆိုတာအကြီးကို ကြားဖြန့်လို့ပြောတဲ့သူတယောက်ရဲ့ idea ဘလို့တွေးလဲဆိုတာကျွန်တော်ဘလို့မှစဉ်းစားလို့မရအောင်အဲ့တော့ကျွန်တော်စာမပြန်စာမပြန်တော့တယောက်ကဝင်ရေးထားတယ်ဘာလို့စာမပြန်တာလဲတဲ့နော်ဘာလို့စာမပြန်တာလဲတဲ့ကျွန်တော်မိထားတော့ ကျွန်တော်နေနဲ့ဘာစာပြောင်းမှာလဲနော်စဉ်းစားကြဒီထက်လူတွေနေနဲ့ကျွန်တော်ကျွန်တော်ဘာစာပြောင်းမှာစတော့ဆိုတာကျွန်တော်တို့ကြားဖြတ်မဟုတ်ပါဘူးခင်ဗျဟဟလာမယုံရင်နော်ဇူကာဘတ်ကိုသွားကြည့်ပါဇူကာဘတ်တို့ရဲ့မတာကုမ္ပဏီဆိုလို့ရှိရင်လေသူတို့ stock တွေရဲ့ share တွေရောင်းပါလေခင်ဗျဟလာ lady page ကိုသွားမေးပါခင်ဗျ lady page ဆိုလို့ရှိရင်သူတို့ company google က stock share တွေရောင်းပါလေခင်ဗျ elon musk ကိုသွားမေးပါခင်ဗျ elon musk ကကြားဖြတ်လုပ်နေတာပါခင်ဗျဟလာသူ့ရဲ့ tesla ရဲ့ပိုင်ဆိုင်မှုတွေ is bullshit ဆိုတော့ကျွန်တော်ထင်တယ်အဲ့ဒီလောက်အခြေအနေကိုတော့ အာကျွန်တော်ပြန်လဲဖြည့်ရှင်းနေစရာအကြောင်းမရှိဘူးလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဒီထဲမှာလာတဲ့သူတွေကလည်းအဲ့လိုလူတွေမပါဘူးဆိုတာကျွန်တော်သိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလူအဲ့ဒီအဲ့ဒီ class တခုကဒီကိုမရောက်မလာဘူးဒီကိုရောက်မလာအောင်နော်အဲ့တော့ဒီမှာကျကျွန်တော် class တခုဒီမှာရောက်လာတယ်ကျွန်တော်အရန်အာအရန်ကျေးဇူးတင်တယ်အရန်ကောင်အဲ့တော့ကျွန်တော်ဒီနေ့ stock အကြောင်းကျွန်တော်အသေးစိတ်ပြောမယ်နော်မပြောခင်မှာကျွန်တော်မင်းသားလေးတယောက်ရဲ့ပုံမြင်အကြောင်းကျွန်တော်ပြောပြမယ်